အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးဖြစ်တာပဲဖြစ်ပါတယ်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်တသားပြီးသားသမီးများအနေနဲ့ဒီလမှာမပညာရေးကိစ္စတွေသင်တန်းကိစ္စရတွေကအလုံးအောက်ကိုအစင်ပြေပြေချွတ်ချွတ်ဝုန်းဝုန်းနဲ့အောင်မြင်မှုတွေကိုကြုံရဖို့ရှိပါတယ်ဘာဖြစ်မိမိရဲ့အခက်ခဲအားလုံးကိုကြော်လွှားနိုင်ပြီးတော့တိုးတက်မှုတွေဖြစ်ပေါ်လာတတ်ပါတယ်မိမိကနေအိမ်နေရာတွေပြင်ရတာမျိုးပြပြင်ပြောင်းရတာမျိုးရှိမယ်ဆိုရင်လေဒီကာလမှာလုံးဝပြပြင်မှာပြောင်းလဲပါဘူးပြောချင်တယ်အိမ်ပြောင်းတာမျိုးနေရာပြောင်းတာမျိုး မျိုးရစီစဉ်ထားတာမျိုးရှိမယ်ဆိုဒီကာလမှာပြောင်းတဲ့နေပို့ပြီးပြောင်းတဲ့နေပြောင်းတဲ့နေရမှာလည်းပို့ပြီးအဆင်ပြေတာလေးမျိုးပို့ပြီးရဝေးရနေပြီးတော့မှအဆက်တယ်ကောင်းနေရဝေးရနေပြီးတော့မှအခုညီကောင်းနေအများအများအများပေါ်ပေါက်လာတတ်ပါတယ်နောက်ပြီးတော့ဒီအောင်မြင်တဲ့စီးပွားရေးကိစ္စရတဲ့အောင်မြင်တဲ့လမ်းကြောင်းတွေအောင်မြင်တဲ့အရာတွေဒီကာလမှာအခွင့်အရေးကောင်းတဲ့အမြောင်များပေါ်တက်လာပါတယ်။တခုကကြတော့ဗာပြောချင်တာလဲဆိုတော့ဒီဆိုတော့ ဟိုဒီနေ့မှာဒီလမှာတော့ဒီကာလမှာတော့ပတ်စံဘလောက်ဘလောက်ရဖို့ရှိရဲ့အဲ့အဲ့ဒါရှိတဲ့ကြောင့်မလို့ဆိုပြီးအရှိမကြိုးပြီးတော့တုံးထားတာမျိုးကြိုးပြီးချီးထားတာမျိုးကြောင့်မလို့မိမိကအခက်ခဲကြုံတွေ့ရဖို့ရှိပါတယ်အဲ့တော့ဒီကာလမှာပေါ့မိမိကနော်ဇုံတစ်ခုကိုမျောကိုးပြီးတော့တစ်ခုခုကိုချီးငါပြီးစစ်စင်တာမျိုးလုပ်နေမယ်ဆိုရင်တော့လုံးဝလုံးဝမလုပ်ပါနဲ့ကျွန်တော်အနေနဲ့ပြောချင်တယ်ဘေးရမှာမျောကိုးပြီးတော့မှမလုပ်ကြရှိအောင်မလုပ်နိုင်ပါနော်နောက်ပြီးတော့ မျက်မှန်တဲ့သူတွေရှိရနေပြီးတော့အကူအညီတွေရတတ်ပါတယ်ကျွန်တော်နေနဲ့ပြောချင်တယ်နောက်ပြီးတော့ထွက်နေတဲ့ PC တွေထွက်သွားတဲ့အရာတွေပျောက်နေတဲ့အရာတွေနောက်ဆုံးရှုံးထားတဲ့အခွင့်အရေးတွေဆုံးရှုံးထားတဲ့အရာတွေဒီကာလမှာလုံးဝလုံးဝပြန်ရတတ်ပါတယ်နောက်ဆရာသမားတွေမိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီတွေနဲ့မိမိလုပ်ဆရာရှိတဲ့ဟာတွေကိုအပြည့်အစုံကောင်းကောင်းမှုကိုလုပ်နိုင်မဲ့ကာလလို့ပြောလို့ရပါတယ်မိမိရဲ့အပေါင်းအသင်းတွေရဲ့မိမိရဲ့အပေါင်းအသင်းတွေမိမိသားစုထဲမှာရှိနေတဲ့သူတွေရဲ့အခက်အခဲကြုံတွေ့နေရတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီလမှာသူတို့ရဲ့ ဟာကောင်းသွားပြီအဆင်ပြေသွားပြီဆိုတော့တရင်ကောင်းနေကြားဖို့ကြားရတတ်တယ်နောက်ပြီးမိခင်အတော်နောက်အမစတဲ့မိန်းမတွေပေါ့နော်မိန်းမတွေနဲ့ပတ်သက်တဲ့ဟာတွေအတော်ကြီးကြီးနဲ့ပတ်သက်တဲ့ဟာတွေဒီကာလမှာပြဿနာဖြစ်တဲ့မျိုးနောက်ပြီးအနေရဖြစ်တာမျိုးအသက်အနေရပိုင်းဆိုင်ရာနေစိုးရင်ရတာမျိုးနောက်ဖန်းခံရတာမျိုးဖြစ်ပေါ်တတ်တယ်အဲ့တော့မိမိရဲ့လက်အောင်ငယ်သားကြီးတွေကနေပြီးတော့မှစိုးရင်ရတဲ့သူရှိတယ်ဆိုဒီကာလမှာတတိထားဖို့ဘာလို့လို့တတိထားဖို့ပြောဆိုပေးတာတော့နေပြောခြင်းတယ် နောက်ဒီကာလမှာထူးထူးခြားခြားပေါ့နော်ဓာတ်ပုံတွေပိုစတာတွေပကြီကားတွေဝင်လာတတ်တယ်အဲ့လိုဝင်လာပြီဆိုတာ ਨੇ အမှအဲ့ကာလမှာပေါ့နော်ကံကောင်းမှုလေးတွေပို့ပြီးတော့ကြုံတွေ့လာဖို့ရှိပါတယ်တခုတော့ရှိရပါဘောဘာပဲလို့လို့ဘာပဲကံကံဒီလမှာတစိုးတို့လုံးဝလုံးဝမလုပ်ပါနဲ့တစိုးတို့လုံးမယ်ဆိုတော့အမှားယုံနေကြုံတွေ့ရပြီးမိမိမှာရှိနေတဲ့ရနေတဲ့အခွင့်အကောင်းတွေကိုဆုံးဖြတ်ရတတ်ပါတယ်။နောက်ပြီးတော့ဒီကာလမှာဘောလုံးဖို့ကံပတ်တွေတွေကနေမိမိကိုအစည်းပွားပြိုင်တာမျိုးတွေကဒီတက်ပို့ပြီးပို့ပြီးပြိုင်တာမျိုးဒီတက်ပို့ပြီးကိုယ့်ကိုအေးအစည်းပွားကြီးတွေကိုပို့ပြီး ရီကိုစူးစမ်းတာမျိုးဖြစ်တတ်တယ်။အဲ့ဒါဆိုရင်လည်းစိတ်အေးလေအေးနေလောက်ရရှိအောင်လုပ်ပါ။ဘာကြောင့်လဲဆိုတော့ဒီလမှာခင်ဗျားဘာလို့ okay မယ်ဘာလို့အဆင်ပြေမယ်။ဒါပေမဲ့သူတို့ဘာကြောင့်ကြောင့်ကိုကပြောင်းလဲရတာသူဘာကြောင့်ကိုကရွှေ့လိုက်ရတာမျိုးဆိုရင်တော့ဝမိရဲ့ဒီရားတိတ်နေရထိုက်တဲ့အခွင့်အရေးတွေကနည်းသွားပါလိမ့်မယ်။နောက်ပြီးတော့မထင်မှတ်တဲ့ခရီးတွေဖျားဖို့ခရီးတွေဝေကျေးဝင်မဲ့ကိစ္စရက်တွေနဲ့ပတ်သက်တဲ့ခရီးတွေထွက်ရတတ်တယ်။ အဆင်ပြေတယ် AC ပဲအကြောနာမှမရှိဘူးနောက်ပြီးတော့လူမှုရေးတွေမှာလည်းဂျာစကားတွေကြောင့်မလို့အထင်ကြီးလွဲခန့်ရတာမျိုးရှိတတ်တယ်အကြောင်မလို့လုံးဝလုံးဝမဖြစ်နဲ့နောက်ဒီကာလမှာပေါ့ပါလဲဆိုညနာထိခိုက်တယ်အာမင်းပြန်ဝင်ချင်မှရှိတယ်ဘသူကနေပြီးတော့ဟာညနာဟဲ့ဘသူကတော့ညနာကြီးဘာထိခွာရဲဘာထိခွာရဲဆိုပြီးအဲ့တော့တရင်ကြားပြီးဆိုတာမိမိကမိမိအိမ်မှာရှိနေတယ်မြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးကိုပေါ့နော်ဒီတောက်တော်ကြီးကတ်ပြီးရောညနာကိုညနာသိရေပူဇော်ပေးပါနော်အဲ့တော့ဒီကာလမှာပေါ့နော်ဒီ ကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီပြောရမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဟိုအကျော်ရှင်ကြီးကြိုက်ခဲရညောင်းညာတာမျိုးပင်ပန်းတာမျိုးနော်သွေးအားနေတာမျိုးလူကအယံအားနေတာမျိုးဖြစ်တတ်တယ်။အဲကြောင့်မလို့ဒီကိုကိုအားနေလို့ယူဆရတယ်ဆိုတော့ဆေးတောက်တာမျိုးအားဆေးလုံးတာမျိုးလုပ်ပေးပါအဲ့လိုမျိုးမဟုတ်ဘူးဆိုတော့အဲ့ရလေးလဲသွားတတ်တယ်အားနေပြီးလဲသွားတတ်တယ်ပေါ့နော်။နောက်ပြီးတော့အခြေအနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုဒီကာလမှာအခြေကားတော့လုံးဝလုံးဝအေးအေးဆေးဆေးပဲ ဟိုကောင်းမွန်တဲ့အခြေအမျိုးဟိုပြောရမယ်ဆိုရင်တော့ကြည်နိုးစရာပြေးသွားတဲ့အခြေအမျိုးလုံးဝဘာပြက်နာမှမတက်တဲ့အခြေအမျိုးကြုံရဖို့ရှိတယ်။နောက်ချစ်သူမရှိတဲ့သူတွေနဲ့ဒီကာလမှာချစ်သူအစ်တွေရတဲ့နောက်ရောရလက်ကောင်းနေရချစ်တတ်တယ်။နောက်ဒီကာလမှာအခြေအိမ်တော်ကြီးကလုံးဝလုံးဝအဆင်ပြေတယ်လို့ကျွန်တော်အနေနဲ့ပြောပြောချင်ပါတယ်။အဲမိထက်ငယ်တဲ့သူတွေပေါ့နော်။မိမိထက်ငယ်တဲ့သူတွေကြောင့်ပဲမိအစိတ်ငြိရတာမျိုးပင်မရတာမျိုးပေါ့နော်။အဲ့ဒါလေးပဲကြုံမှုပေါ့ရှိတာပေါ့နော်။နောက်ခုကြတော့ပါလဲဆိုတော့ ဒီတလားစာပေါ့နော်ဒီလာမှာပေါ့အခက်အခဲတွေကြုံနေရတယ်ပင်ပန်းကမျိုးကြုံနေရတာမျိုးနဲ့ပတ်သက်ပြီးတော့ရရားလေးချိန်မယ်ဆိုရင်တော့မိမိရဲ့အိမ်မှာရှိနေဖျားမှာပေါ့နော်ဘိမုတ်တစ်ချက်လူပါဘိမုတ်မရှိဘူးဆိုရင်တော့ကိတ်မုတ်၅ချက်ကိုအပေါ်ကနေနိုးစီဆန်းပြီးတော့ထူတန်းပေးပါမကြမကြဆိုလို့လူတန်းပြီးတော့မိမိရဲ့အခက်အခဲတွေကင်းပြောက်ပါစေဆိုပြီးတော့ဆုတောင်းပေးပါအဲ့ဒါဆိုရင်မိမိရဲ့အခက်အခဲတွေကင်းပြောက်သွားပါလိမ့်မယ်အားလုံးပဲရလဲကောင်းလေးရရှိကြပါစေစိတ်အိတ်ချမ်းသာခြင်းကိုကြမ်းပါခြင်းနဲ့ပြည့်စုံပါကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာအားလုံးပဲကြုံလာမှာโอเคကြပါစေเนาะ